မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးကြောင်မဲတီဘောမုံမိတ်နောင်ချိုးအပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မန္တလေးတိုင်းမိုးကုတ်မြို့ကဌာနဆိုင်ရာရုံးများရဲစခန်းများနဲ့တရင်ဌာနချုပ်များကစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့မဖြစ်မနေစုခွာရမယ်ဆိုပါကအရေးကြီးစာရွက်စာတမ်းများနဲ့လက်နက်ခဲယမ်းများကိုဖျက်ဆီးခဲ့ရန်စစ်ကောင်စီကအရေးပေါ်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ဘက်နဲ့ရဲဘက်များအနေနဲ့ယုံတရင်တပ်ဖွဲ့စခန်းကိုစုတ်ခွာထွက်ခွာရမယ်ဆိုရင်အရေးပေါ်စာရွက်စာတမ်းများလက်နက်ခဲယံများကိုမဖြစ်မနေဖျက်ဆီးကြရန်အကြောင်းကြားရတယ်ဆိုတဲ့စစ်ကောင်စီရဲ့အရေးပေါ်ညွှန်ကြားချက်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာယုံများရဲစခန်းများကရဲတပ်ဖွဲ့ဝင်များနဲ့နန်းစီဒီယံဝင်များအနေနဲ့တပ်ဆိုင်ရာနယ်မြေခံတပ်မှုများတရဲတပ်ဖွဲ့များရဲ့လုံခြုံရေးဆိုင်ရာအမိန့်နဲ့ညွှန်ကြားချက်များကိုမပြတ်မကွက်လိုက်နာရန်လုံခြုံရေးအရာစိတ်ချရမှုမရှိပါကား ဌာနနဲ့ရုံးများကိုစုံခွာကြရန်စုံခွာတဲ့နေရာမှာလဲအရေးပေါ်ညွှန်ကြားချက်ဖြစ်တဲ့စာရွက်စာတမ်းများကိုဖျက်ဆီးခဲ့ရန်ထပ်ဆင့်အတိပေးအကြောင်းကြားအပ်ပါကြောင်းစစ်ကောင်စီရဲ့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။ဒါပြင်လုံခြုံရေးအရာစိတ်ချရမှုမရှိတဲ့အခြေအနေမျိုးမှာခရီးသွားခြင်းခွဲယူခြင်းတပ်ဆိုင်ရာစစ်တပ်နယ်မြေကတပ်ဖွဲ့များရဲ့အကြံပြုချက်ကိုရယူခြင်းမရှိဘဲထိန်းချုပ် area ပြင်ပကိုခရီးသွားလာခြင်းများကိုအထူးရှောင်ကြဉ်ရန်အကယ်၍ညွန်ကြားချက်ကိုမလိုက်နာဘဲခရီးသွားခဲ့ပါကဖြစ်ပေါ်လာတဲ့ပြဿနာများကို သက်ဆိုင်ရာဝင်တဲ့တာဝန်သာဖြစ်ပြီးတော့ဌာနဆိုင်ရာရဲ့အရေးယူမှုကိုပါခံယူရမှာဖြစ်ကြောင်းစစ်ကောင်စီကညွှန်ကြားထားတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေကြားမှာမိုးကုတ်ကြောင်မဲ့လာရှိုးတီဘောနောင်ချူမိုးမိတ်မြို့တို့မှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးတော့မြောက်ပိုင်းမဟာမိတ်တပ်များကဌာနဆိုင်ရာရုံးရဲစခန်းနဲ့တိုင်ရင်တပ်ဖွဲ့များကိုတိုက်ခိုက်သိမ်းပိုက်မှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းမှာရှိတဲ့ပုပ်ပလိကဗန်များမှာငွေသားထုတ်ပေးမှုကန့်သတ်မှုများဟာစစ်ကောင်စီရဲ့ဗဟိုဗန်ရဲ့ညွန်ကြားချက်အရလှုံ့ဆော်ရခြင်းဖြစ်ကြောင်းပုပ်ပလိကဗန်တစ်ခုကအခြေတဲ့မန်နေဂျာတဦးကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပုဂ္ဂလိကဘဏ်များမှာနေ့စဉ်အံ့ငွေလက်ခံရရှိမှုငွေထုတ်ယူမှုအခြေအနေများအားလုံးကိုစစ်ကောင်စီရဲ့ဗဟိုဘဏ်ကိုတင်ပြရတယ်လို့သိရပါဗါးဘဏ်များအတွက်လိုအပ်တဲ့ငွေသားများကိုလည်းဗဟိုဘဏ်ကနေ့စဉ်တတ်မှတ်ပြီးတော့ထုတ်ပေးနေတယ်လို့သိရပါဗါးလက်ရှိမှာဗဟိုဘဏ်ကတတ်မှတ်ပြီးတော့ခြားပေးထားတဲ့ငွေကြေးပမာဏအတိုင်းသာငွေထုတ်ယူသူများကိုပြန်လည်ထုတ်ပေးနေခြင်းဖြစ်တယ်လို့သိရပါဗါးဒါကြောင့်ရရှိတဲ့ငွေကြေးပမာဏအတိုင်းသာဟာတတ်သမှတ်ထဲဖြစ်နေပြီးတော့ငွေထုတ်ယူသူများဟာတော့နေ့စဉ်တိုးပွားလျက်ရှိတယ်လို့သိရပါဗါးဒါကြောင့် ငွေသားထုတ်ပေးမှုများဟာအကန့်အသတ်များနဲ့သာထုတ်ပေးနေရခြင်းဖြစ်ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။ Public Bank များအားလုံးမှာငွေသွင်းငွေထုတ်အငွေတွေနဲ့ပတ်သက်ပြီးတော့ဘဟုပိုင်ကိုတင်ပြရပါတယ်။အဲဒါကြောင့်အခုငွေပမာဏအကန့်အသတ်နဲ့ငွေထုတ်ပေးရတာလဲဘဟုပိုင်ရဲ့ညွှန်ကြားချက်ပါပဲ။ဘဟုပိုင်ကနေ့စဉ်ငွေသားပမာဏအကန့်အသတ်နဲ့ထုတ်ပေးတာတွေလည်းရှိပါတယ်။ပြောကြင်တာကတော့အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာဘဟုပိုင်ရဲ့ညွှန်ကြားချက်နဲ့အညီဖြစ်နေတာပါ ပုပ်ပလီကဘန်တွေကလှုပ်ချင်တာလှုပ်နေတာမျိုးမဟုတ်ပါဘူးလို့အဲ့ဒီပုပ်ပလီကဘန်အကြီးတန်းမန်နေဂျာကရှင်းပြထားပါတယ်လက်ရှိပုပ်ပလီကဘန်ညားမှာ special bank ငွေစည်ရင်းများမှာတော့တနေ့ကိုငွေကျပ်အနည်းဆုံး10သိန်းကနေ350အထိသာအများဆုံးထုတ်ပေးနိုင်ပြီးတော့ငွေလွှဲမှုများကိုလည်းအကန့်အသတ်နဲ့သာဆောင်ရွက်ပေးနိုင်တယ်လို့သိရပါတယ်နေ့စဉ်ငွေသားထုတ်ယူမှုဟာအလွန်များပြားလျက်ရှိတဲ့အတွက်ကြောင့်အကန့်အသတ်နဲ့ငွေသားထုတ်ယူမှုအပြင် ရာဂိုင်နှုံးနဲ့ငွေထုတ်ယူနေရတဲ့အခြေအနေများပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်ငွေသားအရန်လိုနေတဲ့သူတွေကိုအခုယာဂိုင်နှုံးနဲ့ငွေပြန်ထုတ်ပေးတဲ့ဆက်နဲ့ပြန်ပေါ်နေပြီဘလောက်ယာဂိုင်နှုံးယူလဲဆိုတာကတော့ငွေထုတ်ယူခြင်းနဲ့သူနဲ့ငွေပေးမဲ့သူကြားညှိနှိုင်းပြီးတော့လုပ်ကြတာပဲအခုကတော့ငွေကျပ်3000ချီလိုချင်ရင်300ယာဂိုင်နှုံးအထိအ ਨੇ ဆုံးဈေးပေါက်တယ်လို့သိရတယ်လို့ ရန်ကုန်ကစီးပွားရေးသမားတို့ကပြောပြလာပါတယ်အကြမ်းဖက်စစ်ကောင်စီကဇူလိုင်လ၁ရက်နေ့မှာမြန်မာပြည်သူကြားမှာရေးပန်းစားပြီးတော့အတုံးများတဲ့ယုံမာဘန် AOD ဘန် UAB ဘန်မြန်မာနိုင်ငံသားများဘန်အသေးစားနဲ့အလက်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘန်မြန်မာမက်ထရိုဘန်စောက်လုပ်ရေးအင်ယာဘန်အပါအဝင်ဘန်ခုနှစ်ခုနဲ့တာဝန်ရှိသူများကိုဗဟိုဘဏ်ကတတ်မှတ်ထားတဲ့ရာဂိုင်နှုတ်ထက် အိမ်ယာချင်းငွေများကိုထုတ်ချေးတဲ့အတွက်အရေးယူမှာဖြစ်ကြောင်းကြေညာထားပါတယ်အခုလိုကြေညာပြီးတဲ့နောက်ပိုင်းဇူလိုင်လ၂ရက်နေ့ကစပြီးတော့ပုပ်ပလီကဗန်များမှာငွေထုတ်ယူသူများဟာအလွန်များပြားလာခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ပုပ်ပလီကဗန်များကငွေထုတ်ယူမှုများကိုကန့်သတ်လာရာကနေပြီးတော့ငွေချေးအကန့်အသတ်နဲ့ထုတ်ပေးမှုဟာအခြေအနေဆိုးဝါးလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းမုံဦးပင်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ခလာရနတ်ဆက်ခွန်တပ်ရင်းရဲ့တပ်ရင်းမှုဖြစ်သူဘုံမူကြီးအဆင့်ရာဒူးတိုးခံထားရတဲ့ထွန်းလင်းအောင်ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်မှဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကိုခလာရနတ်ဆက်ခွန်တပ်ရင်းရှေ့တန်းကိုထွက်တဲ့အချိန်မှာလိုက်မသွားရဘဲနဲ့တင်တန်းတက်နေခဲ့ရပြီးရာဒူးတိုးခဲ့တဲ့ထွန်းလင်းအောင်ကိုပသိမ်မြို့ကတိုင်းစစ်ဌာနချုပ်မှဖမ်းဆီးထားတယ်လို့သိရပါတယ်။ 29တိုက်ရဲမှုထွန်းလင်းအောင်ကအာနာသိန်းစစ်တပ်ကပို့ချတဲ့ဥစတာတင်တဲ့တက်နေရတာရှမ်းပြည်နယ်ကိုစစ်စီရေလွှတ်တဲ့အခါမှာသူကပါမသွားဘူးဥစတာတက်ပြီးတော့ဘုံမူကြီးယာရူတိုးပြီးတဲ့နောက်အာနာသိန်းစစ်ကောင်စီကဖမ်းဆီးထားတာလို့တက်တွင်းသတင်းရင်းမြစ်ကပြောပါတယ်သူကကံကောင်းတယ်ပဲပြောရမလားမသိဘူးရှမ်းပြည်နယ်စစ်စင်ရေးကိုဘုံမူမင်းစော်ဦးကိုခိတတတရင်မှုယာရုနဲ့အပုတ်ခံရပြီးတော့ရှမ်းပြည်နယ်နောင်ချိုတိုက်ပွဲမှာဘုံမူမင်းစော်ဦးအပါအဝင်တတရင်တတရင်လုံးနှီးပါတိုက်ပွဲကြသွားတယ် နောက်ချန်အင်အားလောက်ပဲကြံခဲ့တာလို့တက်တွင်းသတင်းရေးမြစ်ကထပ်မံပြောဆိုထားပါတယ်။ဥစားဒတ်တက်ပြီးတော့ယာဒူတိုးပေးထားတဲ့ခလာရ29တိုင်ရင်မှုဘုံမူကြီးထွန်းလင်းအောင်ကိုပသိမ်မျိုးကတိုင်းစစ်ဌာနချုပ်မှာဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပြီးတော့ဘာကြောင့်ဖမ်းထားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့တက်တွင်းသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့ပေါ်မှာစိုင်းကယ်နဲ့ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်သား၂ဦးကိုပြစ်ခတ်တိုက်ခတ်ရာစစ်သား၂ဦးတေဆုံးပြီးတော့တနက်တလက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာရှိရနေညနေ6နာရီခွဲအချိန်ကမှ6ဦးမျိုးဘောလုံးခွဲအနည်းပတ်ဝန်းကျင်မှာစိုင်းကဲတစည်းနဲ့ကင်းလဲထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးကိုအသင်းဆောင်ကြိုပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိက G3 အမျိုးအစားတပ်နဲ့တပ်လက်နဲ့ကြီပေါက်3ခုကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။စိုင်းကဲနဲ့2ယောက်ကင်းလဲထွက်လာတာတစ်ယောက်ကသေတယ်တစ်ယောက်ကဒဏ်ရာရတယ်ဒဏ်ရာရတဲ့သူက6ယောက်ကိုထိသွားတာမျိုးပေါ်အထိကိုတက်ဆောင်ပြီးတော့ပြစ်ခတ်ခဲ့တာ ဘောလုံးကွင်းအနီးပတ်ဝန်းကျင်မှာပဲဘောလုံးကွင်းနဲ့ချောင်းမြို့အထွတ်တရားနာမှာသုံးတပ်တိုက်တလုံးရှိတယ်အဲ့ဒီတိုက်မှာတတ်ဆွဲထားတာအဲ့ဒီပတ်ဝန်းကျင်နားမှာပြစ်ခတ်ခဲ့တာအဲ့ဒီနားမှာကအင်အားကလည်းများတော့ဓားပုံတွေဘာတွေရိုက်မယူနိုင်ခဲ့ဘူးပြစ်ပြီးတခါတည်းပြန်ဆုတ်ပြေးလာခဲ့ရတာလို့ချောင်း people defense force CHU PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းပြစ်ခတ်တိုက်ခိုက်မှုကိုချောင်း people defense force CHU PDF တပ်ဖွဲ့ တက်ခွဲသုံးရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၆ဦးမျိုးပေါ်မှာအချက်ပတ်စစ်သားရာကြော်ရှိပြီးတော့မျိုးပေါ်မှာအထိုင်စခန်းများကိုထပ်မံတိုးချဲ့ထားတယ်လို့သိရပါတယ်။၆ဦးမျိုးပေါ်မှာရှိတဲ့အထိုင်စခန်းများကအင်အားများဟာ၆ဦးမျိုးမှာဖြန့်ကျက်ထားကမောင်ရွာမန္တလေးလမ်းပိုင်းမှာဖြတ်တန်းသွားလာနေတဲ့အကြမ်းဖက်စစ်ကောင်စီရင်နှင်းများကိုလည်းလုံခြုံရေးယူပေးလျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့ကိုစစ်ကောင်စီကလက်နက်ကြီးတိုက်ခိုက်မှုများနဲ့လေကြောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေပြီးမြို့တွင်းကိုလည်းလက်နက်ကြီးကြီးများချရောက်ပောက်ကွဲပြီးလင်းတာကမ်းခြေမှာတိုက်ပွဲများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လ၈ရက်နေ့ကစတင်ပြီးတော့ငပလီကမ်းခြေ၊ရွှေချောင်းမြင်ရွာ၊တန်တွဲမြို့ရက်ကွက်များအတွင်းနဲ့မြောင်ခြေတော့ရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတို့နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။မနေ့ကတရားလုံးလဲဘုံကျဲ၊တညာလုံးလဲဘုံကျဲနေတယ်။ ဒီကနေ့ဇွန်လ9ရက်နေ့မနက်လဲထပ်ပြီးတော့ဘုံကျဲနေတယ်ငပလီဘက်ကိုရွာဘက်ကတော့လက်နက်ကြီးကြီးတွေကြားတယ်လူအထိကိုက်တော့မရှိဘူးမြို့ထဲမှာလည်းလက်နက်ကြီးကြီးတွေကြားတယ်အခုမနက်လင်းသာကမ်းခြေမှာတိုက်ပွဲဖြစ်နေတယ်လင်းသာဆိုတာငပလီကနေစစ်ကောင်စီတပ်ဆွဲထားတဲ့ဂျိတ်တော်ကိုသွားတဲ့လမ်းမှာရှိတယ်လို့ဒေသခံတအုပ်ကပြောပြထားပါတယ်စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တန်ရဲမြို့အမှတ်၄ရပ်ကွက်မှာရှိတဲ့ဦးစိုးရွှေရဲ့နေအိမ်နဲ့အမှတ်၁ရပ်ကွက်စေးုံပိုင်းအနီးမှာရှိတဲ့ဇပယ်လန်းထိပ်အနီးလူနေအိမ်တစ်လုံးပေါ်ကိုကြားရောက်ခဲ့တယ်လို့သိရပါတယ်။တညာလုံးဘုံကျဲနေတာအဲ့လိုတော့မရဘူး။ လေရင်တွေကမြို့ပေါ်ကနေဖြတ်ပြန်နေတာဒီမနက်လဲလာကျဲသွားသေးတယ်အခုလဲမိုးမလင်းသေးဘူး Y12 နဲ့လာပြီးတော့ဘုံကျဲသွားတယ်လို့ဒေသခံတို့ကပြောပါတယ်လက်ရှိမှာအာရခတ်တက်တော် AA ရဲ့ထိုးစစ်ကြောင်ငပလီကတက်ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ရဲ့ဖလိုက်ရ55ခမရ966နဲ့ပြည်သူစစ်များဟာဂျိတ်တော်ရက်ကွက်မှာပူးပေါင်းပြီးတော့ခံစစ်ပြင်ဆင်နေရပြီး မောင်ရွှေလေးရေတဲ့စကန်းကလည်း၎င်းတို့ကိုအဝေးမခံဘူးလို့တက်တွင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းအရခတ်တက်တော်အေအေကတန်တွဲ၄စိမ့်နဲ့ခမရ966ကိုတင်ပိုက်ကခလရ55ကိုဆက်လက်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကလေချောင်းကနေဇက်တိုက်ဘုံကျဲပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တန်တွဲမျိုးတင်တိုက်ပွဲကိုအေအေက2024ခုနှစ် ဧပြီလ23ရက်နေ့ကစတင်ခဲ့ပြီးတော့စစ်ကောင်စီရဲ့တန်တွဲအခြေစိုက်တိုင်ရင်များဖြစ်ကြတဲ့ခမရ966နဲ့ခလရ55တိုင်ရင်တို့အပြင်တမတရတက်လောက်ခံတိုင်ရင်များဖြစ်ကြတဲ့ခလရ235ခလရ25တက်ကနေခလရ259အထိခမရ315မိထီလာတမခ69လပခခမရ366မော်လိုက်စကခ30ကလေးနမခ AOD အခြေစိုက်တိုင်ရင်တချို့အပြင်စစ်ကောင်စီရဲ့တန်တွဲဒေသခံပြည်သူစစ်တိုင်ရင်များနဲ့ မြန်မာ Navy Seas တပ်ဖွဲ့ဝင်များကပါပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ